မင်္ဂလာပါဆဲလက်စကုအစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်နိုင်ငံတကာအမှုပညာရုံးဝအတွင်းကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့အမှုပညာလှူရှားမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တိုင်နဲ့ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေစားတဲ့စိတ်ဝင်စားစရာလက်တလုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ2025ကိန်းမျိုးရှင်ပွဲတော်မှာဝန်ဆောင်ဆင်ရင်မှုစီကံတက်တွေ ထုတ်လိုက်ပါတယ် ရုပ်ရှင်လောကရဲ့အကြီးအကျယ်ဆုံးပွဲတော်တစ်ခုဖြစ်တဲ့အခုနှစ်အတွက်ဂိမ်းရုပ်ရှင်ပွဲတော်ကိုမေလ23ရက်ကဖွင့်လှစ်လိုက်ပြီးဖြစ်ပြီး88ကြိမ်မြောက်ကျင်းပတဲ့အခုနှစ်ပွဲတော်မှာဖော်ချုပ်ဝိစဉ်မှုတွေနဲ့ရှင်လျားရဲဝိစုံတွေကိုတားမြစ်ထားပါတယ်ပွဲတော်ကနေထုတ်ပြန်တဲ့တရားဝင်ကြေညာချက်မှာလူမှုရေးကျင်းဝတ်ပိုင်းအရာအဖော်ချုပ်ဝိစဉ်လာခြင်းကိုကော်စွန်နီရှောင်းလန်းပေါ်မှာရောပွဲတော်ရဲ့တခြားနေရာတွေမှာပါခွင့်မပြုပါဘူးနောက်ပြီးပုံလျက်ကျနေတဲ့ရှင်လျားရဲဝိစုံတွေကိုလည်းခွင့်မပြုပါဘူးဧည့်သည်တွေတောင်းလာတဲ့အခါနှောင့်နှေးစေတာရင် ်ဆေးရုံထဲမှာထိုင်ခုံအခက်အခဲဖြစ်စေတာရဲ့ကြောင့်တားမြစ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်မလိုက်နာတဲ့သူတွေကိုတားမြစ်ဖို့ပွဲတော်ကြိုးစိုးရေးအဖွဲ့တွေကတာဝန်ရှိကြောင်းနဲ့အသိပေးကြေညာထားပါတယ်။ဒါပေမဲ့တချို့အမှုပညာရှင်တွေကပွဲတော်အစည်းအဝေးနဲ့တွေ့ဖယ်ပြီးဝှစ်ဆင်လာကြဆဲဖြစ်ပါတယ်။အခုနောက်ပိုင်းဂိမ်းပွဲတော်ကိုတက်ရောက်တဲ့စူပါမော်ဒယ်ကင်တန်ဂျန်နာဘယ်လာဟာဒီတို့ကိုကြည့်လိုက်ပါကပါလွန်တဲ့ဝှစ်ဆုံတွေကိုဝှစ်လာကြတာကြီးပဲဖြစ်ပါတယ်။အခုနှစ်မှာလည်းဘယ်လာဟာဒီတက်ရောက်လာတာကိုတွေ့ရပါတယ်။ပွဲတော်ကာလကမေ24ရက်နေ့အထိဖြစ်ပါတယ်။ 2025ဂိမ်းမျိုးရှင်ပွဲတော်ရဲ့ခုံနှူးဆောင်ပမ်ဒီယောစုကိုရရှိခဲ့သူကအသက်82နှစ်အရွယ်အမေရိကန်ဝါရင့်ရုပ်ရှင်မင်းသားကြီးရောဘတ်ဒီနီယိုဖြစ်ပြီးစုကိုလီယိုနာဒိုကချီးမြှင့်ခဲ့ပါတယ်။ဂိမ်းပွဲတော်ကအော်စကာဆုတွေကိုခံမှန်းနိုင်တဲ့ပွဲလို့လည်းသတ်မှတ်ခံရပါတယ်။2024ဂိမ်းပွဲတော်မှာအထက်ဒရာမာဇာတ်ကအင်နိုရာကအမြင့်ဆုံးဆုပမ်ဒီယောစုရခဲ့ပြီး2025အော်စကာဆုပေးပွဲမှာအကောင်းဆုံးဇာတ်ကားဆုကိုအင်နိုရာကပဲရသွားပါတယ်။ အခုနှစ်ပွဲတော်မှာဂါဇာဒေသအကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားတွေလည်းပုံဝင်ပြသသွားမှာဖြစ်ပါတယ်။ပွဲတော်ဒုတိယနေ့မှာ Mission Impossible Series ရဲ့ရှစ်ကားမြောက် Mission Impossible The Final Recording ကိုပွဲဥထွက်ပြသခဲ့ပြီးတက်ရောက်လာသူတွေက9မိနစ်ကြာမတ်တရက်အားပေးခဲ့ပါတယ်။အဲ့ဒီကတွန်ခရုစ်လည်းတက်ရောက်ခဲ့ပါတယ်။ Amber Heard ရောက်သူတောင်းတခဲ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်သွားပါပြီ။ ဂျနီဒက်နဲ့ခိုလင်းတကြောအမှုဖြစ်ပြီးကွန်ရှင်းခဲ့တဲ့အမေရိကန်ရုပ်ရှင်မင်းသမီးအမ်ဘာဟက်ကတားနဲ့သမီးအမွာလေးမွေးကြောင်းမေ၁၂ရက်ကကြာရောက်တဲ့အမေများနေ့မှာ Instagram ကနေတင်ညာခဲ့ပါတယ်။အမ်ဘာဟက်မှာသမီးကြီးလည်းရှိပါတယ်။ Instagram မှာ Amber ကကလေး၃ရဲ့၆ရောက်၃စုံကိုရိုက်ကူးထားတဲ့ဓာတ်ပုံကိုတင်ခဲ့ပြီးနှစ်ပေါင်းများစွာကြိုးစားတည်ဆောက်ခဲ့တဲ့မိသားစုဘဝကိုရပြီလို့ဆိုထားပါတယ်။ ။တမီးကြီးကိုအငှားကိုဝင်နဲ့မွေးခဲ့ပြီးအခုမှနှုတ်ကိုလည်းအငှားကိုဝင်နဲ့ပဲယူထားသလားဆိုတာကတော့တဲတဲကွဲကွဲမသိရတာဖြစ်ပါတယ်။ဒက်ပတန်အမဟတ်ပါ2009ခုနှစ်က The Rent Diary ဇာတ်ကားရရင်တည်ကျွမ်းခဲ့ပြီး2015ခုနှစ်မှာလက်ထပ်ပြီး2018ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။တရားစွဲဆိုမှုမှာအမဟတ်ဘက်က တပ်ကိုမူရင့်စင်းနဲ့အရက်ကိုခုံမင်းနဲ့ရိုင်းဆိုင်တဲ့အိမ်နောက်ဘက်အဖြစ်ပုံဖော်ခဲ့ပါတယ်။ဒါပေမဲ့ရုံတော်ကအပိသက်စီရင်ကြမှာတော့အမ်ဘာဟတ်ကိုအတရေဖြတ်သူအဖြစ်ဆုံးဖြတ်ပြီးတပ်ကိုအနိုင်ပေးခဲ့ပါတယ်။အမှုရှုံးမိကလေးကအမ်ဘာဟတ်ဟာပိန်နိုင်ငံမက်ဒရစ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဂျူနီတပ်ကတော့လန်ဒန်မှာနေထိုင်လျက်ရှိပြီးအသက်ထဝက်ကျော်ငယ်တဲ့ရရှောင်းမော်ရယ်တဦးနဲ့တွဲနေပါတယ်။ဆောင်းကျင်ကီကိုဖိလစ်ပိုင်ပြည်သက်တွေတွေ့ခွင့်ရတော့မှာပါ ဖလပိုင်ပြည်သက်နဲ့တွေ့ဆုံဖို့တောင်ကိုရီးယားမင်းသားဆောင်းဂျွန်ကေကမနီလာမြို့ကိုအခုလအတွင်းရောက်လာတော့မှာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့စကင်ကဲထုတ်ကုန်တွေရောင်းချတဲ့ IAM Worldwide Company ရဲ့စီစဉ်ကြီးကြပ်မှုနဲ့စောင်းကြုံကင်းနဲ့ပြည်သက်တွေ့ဆုံပွဲကိုမေ24ရက်မှာ SN Mall of Asia Arena မှာကျင်းပသွားမှာဖြစ်ပြီးလက်မှတ်စင်းတို့နေအနေနဲ့ဖိလစ်ပိုင်ပီဆို2500ကနေ12500အထိရှိမှာဖြစ်ပါတယ်။ပြည်သက်ကစောင်းကြုံကင်းလက်မှတ်ပါတဲ့ပိုစတာပုံတွေပို့စကတ်တွေလက်ဆောင်ပြန်ရမှာဖြစ်ပါတယ်။ ဆောင်းကျွန်ကီဟာမလာရဲမှာ IAM Worldwide Philippine Company ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခံထားရပါတယ်။တက်တလုံးဆောင်းကျွန်ကီရဲ့အမှုပညာသတင်းဆိုရင်တော့နာမည်ကျော် Reborn Ridge ဇလန်တွေကို Season 2ဆက်လက်ရည်ကူးမှာပဲဖြစ်ပါတယ်။ GTH တစ်ရဲ့လက်ရှိအခြေအနေကိုကြည့်ရအောင်။ အမေရိကန်စူပါမော်ဒယ်ဂျီဂျီဟာတစ်ကရုပ်ရှင်မင်းသားဘရက်လီကိုပါနဲ့၎င်းတို့တွဲခုန်နေကြောင်းကို Instagram မှာတရားဝင်ကြေညာလိုက်ပြီးဖြစ်ပါတယ်။ဂျီဂျီနဲ့ကိုပါတို့2023ခုနှစ်အောက်တိုဘာကလေးကတွဲလာကြတာဖြစ်ပြီးမေ3ရက်မှာဂျီဂျီကသူ့ရဲ့အသက်30ပြည့်မွေးနေ့မြင်ကွင်းတွေကို Instagram မှာတင်ခဲ့ရင်း၎င်းတို့ဇုံတွဲပုံကိုပါပထမဆုံးချပြလိုက်တာဖြစ်ပါတယ်။ကြည်ကြည်မှာရေးစာဟောင်း One Direction ဆိုတော့ Zayn Malin နဲ့ရတဲ့သမီးလေးတူလေးရှိပါတယ်။ ဘရက်လီကူဘာနဲ့ပုံကချောကလက်မွေးနေ့ကိတ်နောက်မှာသူတို့အနမ်းပေးနေကြပုံပါဘရက်လီကူဘာမှာလည်းနာမည်ကြီးရရှာမော်ရန်အီရီနာရှိတ်နဲ့ရတဲ့9နှစ်အရွယ်သမီးလေးတဦးရှိပါတယ်ဂျီဂျီဟာကမ္ဘာကျော်ပြိုင်ကားမောင်းသမားလူးဝစ်ဟာမီတန်နဲ့လည်းသတင်းထွက်ခဲ့ပါသေးတယ်နိုင်ငံတကာဥပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့လက်တလောဘာတွေတွေ့ကြုံနေရသလဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရှင်းလာမယ့် Salesco အစီအစဉ်မှာလည်းဘယ်လိုသတင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲညနေ